ကြည့်ကြပါဦးအေးရက်ဆက်တာအေးကြည့်ဦးချင်းတွေကိုဒီမှာတစ်တုံးတွေလိုပဲကိုမျောတာနော်ဒီရက်ဆက်ဆက်ပဲဒါရွှေမုံးဝင်မိုးပဲနော်အေးနော်တကဒီလိုမျောတခါမှမမျောမှမမျောဘူးလားမင်္ဂလာပါခင်ဗျာဒီကနေ့စကိုင်းမှာမြေထရရနေပြီးတော့တစ်တုံးလေးမျောပါလာလို့ဒေတာကနေတော့ရောက်ပြီးတော့စိန်နေကြတယ်ဆိုတဲ့ဖြစ်စဉ်ရပါဝင်နောက်ဆုံးရအပ်တဲ့သတင်းလေးတွေကိုစူးစိပြီးတော့ရေရှင်းလောက်ပြတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ ရှင်ဒီမချိပါအောင်စကိုက်မှာနော်ရေတိုးလို့ထင်းနေမျောတာထင်းနေနော်အဲ့ဒါထင်းနေနော် မျောလာတယ်အဲ့ဒါထင်းနေကြီးပဲအဲ့ဒါကြည့်ကြအောင်ဒီမတက်တက်နဲ့တကောဒီလိုမကြုံဘူးအများကြီးပဲဗျဆယ်တရားကိုမလိုဘူးနော်ရဲရဲဆက်ဆက်ကိုပဲကြည့်ကြပါအောင်အေးရက်ဆက်တာအေးကြည့်ဦးထင်းနေကိုဒီမတက်တုံးနေလို့ပဲကိုမျောတာနော်ရဲရဲဆက်ဆက်ပဲဒါရွှေမုံးဝင်မိုးပဲနော်အေးနော်တကဒီလိုမျောတခါမှမမျောမှမမျောဘူးလား ်ဒီမဲ့ဆယ်ရအောင်မလုံးတော့စိတ်ကဲမှာနော်ဒီမဲ့ထင်းနေနော်စကိုင်းမှာကြည့်အမှအဲထင်းနေမျောလာတာထင်းနေမှာတုံးနေကြည့်ပဲဒိုင်းမဟုတ်ဘူးနော်အောင်းဩစရာကောင်းလိုက်တာရေရေဆက်ဆက်ကိုဟွန်းရက်ဆက်တလာတော့မမင်းနဲ့နော်အဲမထင်းတော့ကြီးဒီမဲ့ကောင်းတာမှဒီမဲ့ရစ်စိတ်ကိုကတ်တာနော်လိုက်ဆယ်တရားကိုမလို့ကြည့်ကြပါအောင်ကြည့်ကြပါအောင်မဲ့ထင်းနေမျောလာတာထင်းနေဒိုင်းမဟုတ်ဘူးဗျာရေရေဆက်ဆက်ပဲဒါလည်းသူတွေကတော့အကုန်လုံးแชร์ပဲဆယ်ထားကြပြောအဲရောင်းဆိုင်နေဦးရတယ် နော်ဒီမှာတိအောင်နေနော်ထင်းနေရလဲတိအောင်နေတယ်ဘာဘာသားခေါ်မလဲမသိဘူးဒီနေ့ကောင်းနေနော်ပြမိုင်းရေယူဆိုင်ပါဒီနေ့ကမမေသားကိုဝေးထုတ်ပြရမနေဘောနော်ဒီအပိုင်းမှာလေဒီ TikTok မှာခလေးလေးရဲ့ဗီဒီယိုတွေရာလေးအရန်ကိုမှာဘယ်နေရာကြည့်ကြည့်ရှုတော့မှာဆိုမှတွေ့နေရတယ်ပေါ့နော် အဲခလီလီယာသူ့အမေနိုင်ငံရဲ့ဆောင်မအလုပ်သွားလုပ်တာကိုသူလမ်းဆွတတိယအကြောင်းမျိုးဗီဒီယိုနဲ့ငူပြီးတော့ပြောထားတဲ့ဗီဒီယိုလေးပေါ့နော်အဲ့ဗီဒီယိုလေးကိုမြင်တဲ့အခါကျတော့ဝမ်းလည်းစိတ်ထဲမှာပေါ့နော် ကောင်းလည်းစိတ်လည်းမကောင်းဘူးပြီးတော့အခုလည်းဝမ်းသာရဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဝမ်းလည်းမိခင်တယောက်ပဲမိခင်တယောက်ကိုဒီခလီလီရဲ့အသက်ဒီအရန်ကိုမှငယ်သေးရဲ့ငယ်သေးရဲ့အချိန်မှာမှပဲမိခင်ပေါ်ကိုသူကောင်းကောင်းသိတယ်ပေါ့နော်ခံစားချက်ကိုနားလည်တယ် ဒါနားလည်ပေးနိုင်တဲ့သားသမီးမျိုးပေါ့နော်။ဟောငါမီငါရဲ့ မိခင်ကအဲငါကောင်းဖို့အတွက်ငါကောင်းကောင်းနေနိုင်ဖို့ကောင်းကောင်းစားနိုင်ဖို့အတွက်ကိုအဝေးမှာလှုပ်သွားလှုပ်နေရပါလားဆိုရဲအတိလေးကိုသူ့မှာရှိရပေါ့နော်ဒီအမအတွက်ကိုလည်းတကယ်ဝမ်းသာတယ်ဒီလားပြီးတော့အမလို့လည်းငါတို့ကအဲ့လိုမျိုးပေါ့နော်မလှုပ်နိုင်တဲ့အတွက်အမအားလဲအားကြတယ်ဒီလားဒါဆိုတော့အမကကြတော့အမကကြတော့ဒီသာသမိအတွက်ကိုပေါ့နော်ကိုကစွန့်စားပြီးတော့မနိုင်ငံရဲ့ခြားထီကိုသွားရှာရဲပြီးတော့ခလေးနဲ့ပေါ့နော်မခွဲကျင်နဲ့ခွဲပြီးတော့ လောက်တွေကျွတ်ကျွတ်ဆဆသွားပြီးတော့မှလောက်တယ်ဝါလို့ဆိုလို့ရှိရင်လည်းကလေးမေးပဲဒါပေမဲ့အမလိုမျိုးပေါ့နော်အာမရှိဘူးအမလိုမျိုးသွားပြီးလောက်ဖို့ရာကိုလေအဲပြောမယ့်ဆိုလို့ရှိရင်လေခိုင်ခိုင်ခိုင်မာမာဆုံးဖြတ်ချက်လည်းမချနိုင်ဘူးအဲကလေးကိုမခွဲနိုင်တဲ့စိတ်ကိုပဲအဓိကအားထားလိုက်တယ်ကလေးရဲ့ရှည်ရီကိုမကြည့်ရတဲ့ပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့မောက်ရမ်းအားကြတယ်ကိုသားသမီးရှည်ရီအတွက်အဲတတိယရာချစ်တာလွမ်းနာကိုခဏပြီးချိန်ထားပြီးတော့မှအဲ ဖဲရအောင်ဆိုပေါ့နော်ရင်ဆိုင်ပြီးတော့မှထွက်သွားအဝေးကိုထွက်ပြီးအလုံးလုံးနိုင်တယ်ဆိုတော့တကယ်လည်းအားကြပါတယ်နော်ကားလေးကိုလည်းလေအရန်ဟောဖြစ်တယ်ဒီလားအမားတို့မီတာဆူလို့လည်းအញ្ញမ်းဆုံးအဆုံစည်းနိုင်ပါစေလို့လည်းညီမစီတောင်းပေးနေပေါ့နော်ကားလေးလည်း ဇက်ကက်တက်ကလေးပေါ့နော်အဲဇက်ကက်တက်ကလေးကလည်းပြုတ်ဆောင်ရတာဝါသနာပါတယ်လို့ပြောတယ်အဲတော့သူဖြစ်ချင်တဲ့ပြုတ်ဆောင်ကြီးလည်းဖြစ်ပါစေခရီးပြုတ်ဆောင်ကြီးပေါ့နော်မိဘကိုဒီရွယ်လေးရဲ့ရှာတွေးခြင်းစိတ်အဲလှုပ်ပေးခြင်းစိတ်ရှိရဲ့ကလေးလေးဆိုတော့လေဘယ်တော့မှဆင်းရဲဒုက္ခနဲ့တော့ကြုံရမှာမဟုတ်ပါဘူး ီလိုသားသမီးမျိုးမွေးပေးထားရတဲ့အမနေနဲ့အရင်ကုံစရာကောင်းပြီးတော့အရင်ဝတ်တာစရာကောင်းပါတယ်ဒါကြတော့အမတို့ကိုမိသားစုအားလဲအားကြရဲအရင်လည်းဟောဖြစ်တယ်ပေါ့နော်အမြန်ဆုံးလဲမိသားစုဆုံးပြီးနိုင်ပါစေပေါင်းစည်းနိုင်ပါစေလို့လည်းဟောဆက်တောင်းပြပါရနော်အဓိကကတော့ဒါပါပဲအဲသူတို့မိသားစုတွေကြည့်ပြီးတော့လည်းအားကြရဲကလေးလေးရဲ့စကားလေးတွေလည်းရှင်နဲ့အရင်ထိတယ်ပေါ့နော်စိတ်ထဲမိကေတရားရဲ့စိတ်ထဲတကယ်ကိုမှ မကောင်းဖြစ်ရတယ်ပေါ့နော်။တကက်တက်ကလေးအရင်ပြောတတ်တယ်ပြည်ပါ။စဖို့အရင်ကောင်းတယ်ဒီနော်။ကိုနေရလေးတင်းအကိုပေါင်းပါလေးရဲ့ဇက်အဆက်လေးပေါ့နော်။ကျမပြောရရင်သူအားလို့ဖုန်းနံပါတ်လေးတလုံးပေးဖို့အတွက်ကိုလို့ဖုန်းလေးပါလွတ်ပြင်းနေရခါကြတော့လို့လုံးဝမပြောဘူးဇက်မြုပ်ထားရပေါ့နော်အဲဒါကျမစဉ်းစားလို့မရဘူးလို့ပြောရပေါ့နော်အခုကျမလေးအဲ့ဒီဇက်မြုပ်ကိုတီးပြီးပေါ့နော်ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့အမျိုးသားဒူကြီးအတွက်သတိပြုစီရင်နေရပေါ့ဗျာ ကိုလည်းတားနေအောင်ဝေးထားတဲ့ခါကြတော့လေတားရှင်အမေတွေလေအခုခေတ်ကြီးကဘလောက်ကြောက်စရာကောင်းလဲဆိုတာလေးကိုလေးသိစေချင်လို့ပြန်ပြီးတော့ပြောပြမယ်တိလားเออจม้าตู้โตตบัวนี่ပြီးတော့ခေါ်တာဗောနော်အဲ့တော့ तू จม้าကိုလာပြောတယ် तू ရဲ့ TikTok account မှာ तू ရဲ့ account ကြီးရှိရယ် तू အပြည့် tag လုပ်လုပ်နေတဲ့ account လေးဗောနော်အဲ့ဒီညမှာจม้าစိတ်တူရတယ်အဲ့ account ကြီးရဲ့ account ကိုသွားပြောရဗောနော်ကလေးဖိမှတ်ပြီးရောဗောနော်ဘာဘာညညာဆိုจม้าသွားပြောထားတာသွားပြောထားတော့အဲ့ account ကြီးရဲ့จม้าကိုမနေတော့ကြာဆက်တွေ့လာတယ် ဆက်သွယ်တာဘလို့လဲဆိုတော့အိုက်ကောင်လေးကိုသူကပြပြလိန်ထားတာဘလို့လိန်လဲဆိုတဲ့အခါကျတော့အဓိကအိုက်ကောင်လေးတိမာဆိုလို့သူကဖုန်းကိုဆက်သွယ်စေချင်တာပြီးတော့တော့သူကဖုန်းစင်ကပ်ကိုဖြုတ်ပြီးတော့ဟန်ဆက်ကိုပဲလွတ်ပစ်လိုက်တာ အဲ full sink ကကိုသူဘယ်ကြားမှာဖွက်လိုက်လဲတော့ကျွန်မမသိဘူးကျွန်မသူ့တကူလုံးရှာတော့မတွေ့ဘူးပေါ့နော်အဲ့ကောင်လေးရှိရောတဲ့မင်းညင်းနေတော့ဆက်လာပေါ့နော်အဲ့ဟိုလူရင်းကိုပြောရမယ်ဆိုအဲ့ကောင်လေးကသူကနမေတွေရောအကုန်နေထားတာသူတို့က line ဘဝနေပြီးတော့တွေ့ရကောင်လေးကရန်ကုန်ကအဲတခါမှပြေမှာမတွေ့ဘူးအခုဒီလားကုန်ကမှကောင်လေးကိုသူတွေ့မှာကလေးမွေးပြီးမှာပေါ့နော်သူ့ကိုအပြိုးဆိုပြောတယ်လိန်ထားတယ်နမေကလည်းလိန်ထားတယ်ပေါ့နော်အဲ့တော့ကောင်လေးအဆောင်ကကျွန်မကိုရန်လာလို့တာသူ့ကောင်မလေးမဟုတ်ဘဲနဲ့ပေါ့နမေမဟုတ်ဘဲနဲ့ပေါ့ပြောတယ်ပေါ့အဲကျွန်မကသူ့ကိုတက်တေးထောက်ထားပြီးပြလိုက်တဲ့ခါကျွန်မက လက်ခံသွားတာပေါ့နော်ဒီကလေးတွေပါရရှိမယ်လဲကောင်းရလုံးဝမသိဘူးကျမလေးမွားထက်ကြီးရတတ်တာပြောပြအောင်မသိလားအကောင်မလေးကအကောင်လေးကိုပေါ့နော်လိန်ထားတာဘလို့လိန်လဲဆိုအသက်ကိုလည်းသူ16နှစ်လို့လိန်ထားတာမနေ့ကကျမနဲ့အကောင်လေးဖုန်းပြောပြတော့မှာပေါ့နော်တည်ရပါပေါ့နော်သူ့အသက်ကအသက်30ပေါ့1995ဘွားပေါ့နော်သူ့ရဲ့ကလေးတောင်မှသူ့လိုသူ့လိုရှိရဆိုတော့ဗလေအကောင်လေးကြီးတိလာကျမနဲ့ဖုန်းပြောရင်းနဲ့ငူရာငူရာဆိုတာလေ ဒီလား तू तू ပေါ့တော့ तू နဲ့ကြိုက်တာတနည်းနီးပါးပေါ့နော်၈လကျော်လောက်ရှိပြီဆိုတော့သူရဲ့အခုဒီ device စာပေါ့ကွာဒီလားအဲ့ပေါ့နော်သူ့ကိုပြပြလိန်ထားတယ်ပေါ့နော်လက်မခံနိုင်ဘူးပေါ့နော်အဲ့ဒါကိုအတော်မလေးကမင်းညနေတော့သူ့ရှိကိုဖုန်းခေါ်တယ်နော်သူ့ဖုန်းစင်တက်ကအခုပြန်ပွင့်သွားပြီဖုန်းခေါ်တော့မှကောင်းလေးရှိကိုတဲ့လက်ကုန်ပြန်ကုန်လာမယ်ဆိုပြီးပြောတာအဲ့မှာကျမနဲ့ကောင်းလေးနဲ့ဖုန်းပြောပြီးဆိုတော့ကောင်းလေးကလေသူ့ရဲ့နာမည်အရင်းနေလဲပြောလိုက်တော့မှအဲ့ကောင်မလေးကဖုန်းချသွားတာလေဒီက ီလိုမျိုးတနစ်နီးပါးလောက်ပေါ့နော်လိန်နိုင်တာကိုပြောပြတာပေါ့နော်အဲအကြောင်းကိုကိုကလည်းတားလေးမွေးထားတော့ရင်လေးရဲ့ဒီလားအခုခေတ်ကြီးကဘာမှကိုမယုံရတော့တာဒီလားဟိုတားရှိအမိတည်းတည်အောင်လို့လေးပြောပြတာဟိုယောက်ျားလေးလေးဆိုပြီးမကြည့်ဘဲနဲ့နေလို့မရဘူးဒီလားသူ့လိုဒီလိုမျိုးမင်းကလေးနဲ့တွေ့လို့ရှိရင်လေအကုန်ခံရမှာကြီးပဲဒီလားကျမတကယ်ကိုကိုကိုလေးကြီးအားထက်ကိုအားတန်တယ်ပေါ့နော်ဟုတ်ဟုတ်တကယ်ပြီးတော့မူရမလားကြီးရမလားမသိကိုထပ်ဖြစ်ဆိုးတဲ့လူနဲ့တွေ့ရနေတာအဲ့ဒါကြီးကပြောပြတာ အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့တိတ်ကိုကြောက်စရာကောင်းတဲ့ဤပညာနဲ့ပတ်သက်တဲ့စာလေးတစ်ပုဒ်ကိုထပ်မံပြီးဖတ်ပြချင်ပါတယ်ခင်ဗျာတတိကြီးကြီးထားရမယ့် voice message အတန်ဖိုင်ပို့ခြင်းအလေးအကျဉ်းနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရေးချင်နေတာကြားပါပြီဤပညာတွေတိုးတက်လာတာနဲ့အမျှတူဦးနဲ့တူဦးဆက်သွယ်နိုင်မဲ့ဤပညာတွေဟာလည်းတစ်မျိုးပြီးတစ်မျိုးစမ်းသစ်လာကြပါတယ်ဒီအထဲမှာအခုနောက်ပိုင်း လူတော်တော်များများအသုံးပြုလာတဲ့အတန်ဖြင့် message ပို့ခြင်းဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။တငယ်ချင်းအချင်းချင်းဆရာနဲ့အကြောင်းသားမိဘနဲ့သားသမီးချစ်သူရည်စားအချင်းချင်းစသဖြင့်ဆက်သွယ်ရမှာစာရိုက်ပြီးပို့မဲ့အစားအတန်ဖိုင်လေးတွေပို့ပူရမှာပါ။အချိန်ကုန်တက်တာပြီးစာရိုက်ဆရာမလိုတဲ့အတွက်အချိန်မရှိသူတွေ screen ကိုကြာကြာမကြည့်နိုင်တဲ့တက်ကြီးပိုင်းလူကြီးတွေအတွက် တော်တော်လေးအဆင်ပြေတဲ့ဤပညာတစ်ခုဆိုရင်လည်းမမှားပါဘူး။သို့တော့ဤပညာတိုင်းမှာအာတာချက်အာနေချက်ရှိစမြဲပါ။ဒီတော့အာနေချက်ကဘာလဲဆိုရင်ဤပညာကို အသုံးပြုပြီးလိန်လယ်စားတောက်နေသူအချို့ဟာ Facebook account တွေကိုလိုက်ပြီးတော့ hack ပါတယ်။ထို့နောက် message box တွေကလူချင်းမင်းတို့ပို့ထားတဲ့အတန်ဖိုင်တွေကို AI ဤပညာအသုံးပြုပြီး လူချင်းမင်းတို့ရဲ့အတန်ပုံစံတူ voice model တခုတိဆောက်လိုက်ပါတယ်လူချင်းမင်းတို့အနေနဲ့စကားပြောထားတဲ့ data များလေလေ AI voice model ကလူချင်းမင်းတို့ရဲ့အတန်နဲ့တူအောင်တုပနိုင်လေလေပါပဲဒီ voice model ကိုအသုံးပြုပြီးငွေကြေးတောင်းခံတဲ့ကိစ္စတွေကို လူချင်းမင်းတို့အတန်အတိုင်းအတန်ဖိုင် ပြန်လဲဖန်တီးပြီးလူကြီးမင်းတို့ရဲ့မိတ်ဆွေအပေါင်းအသင်းများကို လူချင်းမင်းတို့ကိုယ်တိုင် ပြောထားတဲ့အတိုင်း voice message တွေပို့ပါတယ်ဒီခေတ်မှာ စာပို့ပြီးလိမ့်တာတော့ကတော်တော်များများ အထာနဲ့ပြီးသားဖြစ်ပေမဲ့အခုလိုအတန်ဖိုင်ပို့လာတဲ့အခါအလိန်ခံရတာများပါတယ်များသောအားဖြင့်အသက်ကြီးပိုင်းတွေအများစုခံရပါတယ်ဒါအပြင် အိမ်နောင်တွေကြားမှာလည်းမဟုတ်မမှန်လောက်ကြံဇက်လက်များလုတ်ပြီးအကြက်ကိုင်ငွေညှစ်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်ဒီကာလကြီးမှာ တနေရာစီခွဲနေရတဲ့သူတွေများလာတော့အချိန်ရတဲ့အခါလေးမှာ voice message ပို့ထားကြတဲ့အလေးအကျင့်လေးတွေရှိလာတဲ့အတွက် အခုလိုအလိမ်မခံရအောင်တတိကြီးကြီးထားဖို့လိုပါတယ်အရေးကြီးကိစ္စတွေဆိုရင် video call ခေါ်တာဖြစ်ဖြစ်ဒါမှမဟုတ်အချင်းချင်းပဲသိနိုင်မဲ့ခုတ်တစ်ခုခုတတ်မှတ်ထားပြီးတော့မှဖြစ်ဖြစ်လောက်ထားနိုင်ရင်တော့ကောင်းပါတယ် video call ဆိုရင်တောင်မှ အခုအခါ live face swap လုပ်လို့ရတဲ့ AI တွေရှိနေပြီမို့အတော်ကိုသတိထားရပါတော့မယ်ခက်ခဲနေတဲ့ကာလကြီးမှာလိန်လေလှဲ့ပြားလက်ပတ်ခံရခြင်းမှကင်းဝေးကြပါစေရေးသားထားတဲ့စာရေးဆရာကိုကျွန်တော် credit ပေးပါတယ်ဗျကျွန်တော်တို့အားလုံးလည်းဤပညာရဲ့အကောင်းကျိုးဆိုးကျိုးတွေကိုသိပြီးတော့မှအတိတ်တရှိရှင်ပြီးတော့မှသုံးဆွဲနိုင်ကြဖို့ရင်အတွက်ဒီစာလေးကိုဖတ်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ ဒါဒီနေ့အခုညဆိုတာလည်းမနက်ရောက်ဘူးပေါ့နော်မနက်2နာရီ55ဖြစ်နေပြီပေါ့နော်ဒါကျွန်တော်ညဆိုင်ညဆိုင်မှာပြောလိုက်အောင်မယ်နေညဆိုင်မှာတေးရဲအကြောင်းကျွန်တော်ပြောအောင်မယ်ပြောလို့ကောင်းတယ်လေညပကြီးဆိုတော့လေဒီလားကျွန်တော်ဒါကအခုဒီရှီဆက်စွတ်မှာပေါ့နော်ဒီဒီစေးုံမှာကျွန်တော်တေးရဲအချောက်ခံအောင်ကျွန်တော်ပြောပြမယ်ဘယ်လိုလဲဆိုတော့လေ ဒါဒီမှာဒီဒီကျွန်တော်ဒီရောက်လာမကြသေးဘူးဒီဘက်ကိုပြောင်းလာပြောင်းလာတော့ဒီဘက်ကိုနော်ဤသူနဲ့ကျွန်တော်ပြောင်းလာမကြသေးဘူးဒီဘက်မှာလည်းဒီချိန်6ခန်းပြောင်းရင်ကျွန်တော်ကျက်သိန်းတော့ဒီ brother ဘိုးဘွားအခုမှတင်တယ်ပြဒီလိုပဲကျွန်တော်အခုလိုထိုင်နေရတော့ထိုင်နေရတဲ့ထိုင်နေမင်းကနားဆွင့်ထားရတယ်တော့ဘယ်အခန်းကဘယ်လိုဘယ်လိုမျိုးဆိုတာနားဆွင့်ဆွင့်ထားတယ်လုံးလုံးခဲ့တော့ဘယ်တပတ်လုံးခဲ့တော့တပတ်လောက်ကျော်လုံးခဲ့တော့တပတ်ဝန်းကျင် ยีดั่นจาติโอ้อะจะเตยโอนี่ลมพยางกันพยางกันท่าติดายีดั่นยานี่โอ้เปียนไอ้แต่จนไม่ลุบปะไหนไม่ลุบปะไหนบลุบปะมาเนาะโอ้เม็งป้าอีควาติดาเม็งป้าอีอ่ะเลยลงอ่ะเลยโอ้ပြောเนี่ยจะได้นี่ล่ะฮะเม็งป้าอีเม็งป้าอียีดั่นมาติดาตลอดอยู่นี่บ่กล้าขึ้นนี่ยียีดั่นแต่แบบเลยไอ้ตัวลงเกดตัวตะบักกาเลยติดาลงอ่ะเลยအကောင်းတော့ကျွန်တော်စီမံလေးတည်တာ ဘယ်သူမှအဲ့တော့ကျွန်တော်တော့ကြက်သိန်းရထားရှိတယ်လို့အဲ့လိုအတန်ကြီးလဲတစ်ခါမှမကြဘူးအဲ့တိုင်ရလေးသေးလားဟိုကျွန်တော်တို့ဒီဘိုးဘွားရတဲ့မှာလေအဲ့အဘိုးဘွားရတဲ့မှာတစ်ခါမှအလိုမျိုးမကြဘူးမကြဘူးတော့ထားနေတာမသိထားအောင်အဲမကြဘူးတဲ့အတွက်ကြောင့်မို့လေဟာလမ်းပြောင်းသွားသေးလားအာဒီကဘယ်ဟာအတိုင်လဲဒါလည်းကျွန်တော်မသွားလို့လည်းမရဘူးအခါနေလိုက်ဆက်ဘယ်ဟာနေထွားလို့ထွားလာမှမသိဘူးနှစ်ချိန်သုံးချိန်ကြာရတယ်ဗျာအဲ့အတိုင်ရနေဟွာဒီကေခဆူဆူဗျာဒီလားပြီး အကုန်လုံးအိတ်နေရနော်အခုလေးရစစ်လာနော်အကုန်လုံးစစ်နေကြတဲ့အကုန်အိတ်နေရဆိုပြောလို့ချင်းကျွန်တော်တရားထိုင် WeChat နဲ့ထွက်လာရွှင်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 ကျွီး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 အိန္ဒာနာတိတကားကြရတယ်လားအတန်ကြရအိန္ဒာအိန္ဒာလည်းဝင်သွားပေါ့ကိုကနောက်ကလက်ကြည့်အိန္ဒာလည်းဝင်လာတော့သွားကြည့်အိန္ဒာလည်းတော့လူမရှိဘူးဒီနောက်မှာအိန္ဒာကတ်တယ်အဲ့လိုမျိုးကျွန်တော်ဟိုဘက်မှာကြတော့ဘာဖြစ်လဲဆိုတော့မနက်စောစောကြီးကျွန်တော်နဲ့ Nest မတယောက်နဲ့အချောက်ခံရတာ မနက်6:00နာရီတော့6:00နာရီပြပြတနေ့နဲ့အကုန်လုံးဖိုးဖားတွေအကုန်လုံးနှိုးနေပြီလား లై နှိုးနေပြီနော်နှိုးနေရင်ကြားထဲမှာလေအိမ်သားနေပြီတော့အလန်းမြည်အလန်းထမြည်ပြီးရမလား nest call လေးအဲ့လိုခေါ်ခေါ်တဲ့ဟာလေးထမြည်ရ ping 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 အာအိမ်မတရားရောက်ရှိနေပြီအိမ်သားတရားဘလူပါတက်နေတာဒီလိုဒီလိုသွားအိမ်သားတွေသွားလဲရောက်လေရောက်တရားမှမရှိဘူးအဖိုးဝိုက်ဘူးမအဲ့လောက်ကြီးရိုင်းမပြေးနိုင်ဘူးလေတော့ဒီဟာ nest ပေါ့ပြောအေးတရားမှမရှိဘူး ဒီကကောကြီးကခေါ်နေလက်ရှိကမြည်နေတယ်တောင်းမရှိအဲ့လိုလေမတဲ့6နာရီလေးအဲ့လိုကြီးဖြစ်တယ်နောက်တစ်ခါကျတော့အခုလိုခေါ်တာလေဒီ nest အာမမထနေပြီနော်မတဲ့ရက်နေပြီနော်ဆိုရဟာတိတာဒါကကလူတွေရှိလို့ကိစ္စမရှိဘူးလူတွေရှိနေလို့လူတွေအိတ်နေတဲ့ကြောင့်မို့အိတ်နေနဲ့လှုပ်လိုက်တဲ့အခါမှာလေဒီဒီဖုန်းထဲမှာအတန်ကြီးရလေထနေပြီနော်အိတ်နေပြီနော်ဆိုတော့အဲ့တော့ဆိုလို့ချင်းအကုန်လုံးနှိုးပြီးသွားရည်တော့အကုန်လုံးမနက်စောစီအကုန်လုံးနှိုးပြီးသွားတဲ့ချိန်မှာ6နာရီနှိုးပြီးသွားတဲ့ချိန်ဘယ်သူမှမရှိတော့ ဲ့ချိန်မှာအခန်းတစ်ခန်းထားမိတာဟေးထားနေပြီနော်ငါထားနေပြီနော်လှုပ်နေပြီနော်အိုးခေါင်းတစ်ပိုင်းတောင်ကြီးဟာတရားမှမရှိတဲ့ဘယ်ကနေထားနေလှုပ်နေရလဲအဲ့ဒါလည်းဖြစ်ကောင်းဖြစ်နေတယ်တကယ်လို့လေတိုက်လို့လိုက်ကာတွေပါတယ်လွင့်လှုပ်ဝင်လဲဒါဖြစ်ကောင်းလည်းဖြစ်နိုင်ပေမဲ့စဉ်းစားကြည့်ရပါနော်ကိုကတရေမဟုတ်စေချင်တဲ့ကြောင့်ဖြစ်ကောင်းဖြစ်လို့စဉ်းစားကြည့်တော့တကယ်လည်းအကုန်လုံးပိတ်ထားလိုက်ကာလည်းပိတ်ထားလေလည်းမဝင်ဘူးလေလိုက်ကာလည်းလှုပ်မှမရှိဘူးဒါပေမဲ့သိရမလားပဲအရေးကနေဘလို့မြင်နေပြီးအော်တယ်လို့ပြီးအဲ့လိုခဏခဏပြေးရဗျာခဏခဏကြုံရရင်လမ်းထွက်နေတာ နတ်တငယ်ချင်းနဲ့မြန်မာတငယ်ချင်းနဲ့ကျွန်တော်တို့ရအခန်းနေအောက်မှာအကုန်လုံးစစ်ရတာပေါ့နော်အကုန်လုံးစေးယုံကြီးရတကားတွေကိုလိုက်စစ်ရဟိုတခါပြပွေးတဲ့ဗီဒီယိုမှာစစ်နေရင်းနဲ့ဗျာတရားမှမရှိမောင်မဲနေရပဲနော်ဥမာအိန္ဒာထဲမှာတကားရှိရင်အိန္ဒာထဲမှာလူရှိရင်အိန္ဒာအော်တိုမီယာပွင့်ပြီးသားလေအိန္ဒာကလည်းမီယာကုန်မိတ်ထားနော်အိန္ဒာကိုကြော်လာတာကျွန်တော်တို့နှစ်ယောက်ကတကားလက်စိတ်နဲ့အိန္ဒာကိုကြော်လဲကြော်ပြီးတဲ့ပြီးတော့အိန္ဒာနဲ့တကားရေရေဆွဲချဩဂလို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  တရားမှမရှိဘဲရေဆွဲချတော့ဒါမဲ့တချို့အင်တာတွေရှိတယ်အော်တိုရေဆွဲချတယ်ဆိုရင်အင်တာတွေကျွန်တော်အင်တာတွေရကြတော့အဲ့လောက်ကြီးအော်တိုရေဆွဲချတဲ့အင်တာတွေမဟုတ်ဘူး CCTV တွေပါတက်ထားမှာပါလိမ့်မယ်အခုနောက်ပိုင်းဟာမဟုတ်ဒီအဟောင်းအင်တာဆိုအော်တိုရေမဆွဲချပြီလူထွက်ပြီးတော့မှရေဆွဲချပြီအဲ့တော့ရေရဆွဲချလားဒါပေမဲ့နှစ်ယောက်ဆိုတော့ပေါ်ရှိတော့ထွက်မပြေးဘူးပေါ့အော်အော်အော်ရှိတယ်ရှိတယ်တကယ်တော့အခုပြောလို့ကောင်းတယ်ညပိုင်းတက်နိုင်လို့ကြီးပြောလို့ကောင်းတယ်နားထောင် ဟုတ်ကဲ့ပါတရင်နဲ့ဒီလိုစိတ်မသာစရာအကြောင်းအရာလေးတွေဒီနေ့ဒီပုံမှာတိဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ထားနေပါတယ်ဒီပြင်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ဆက်ချက်လေးတွေကိုလည်းအောက်ကမှာရေးပေးသွားခဲ့ပါဦးခင်ဗျာ